WD online media ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များရှင်။တိရီမင်္ဂလာကဘာကြီးစီတော်မှာမဟာသမယခါရောနိဓမ္မပူဇာမင်္ဂလာခန္ဓာကျမ်းပါတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တိရီမင်္ဂလာကဘာကြီးစီတော်ဂောဘကအဖွဲ့အာယုံခံတစောင်းအပေါ်တမှာမဟာသမယခါရောနိဓမ္မပူဇာမင်္ဂလာခန္ဓာကိုကောစာတက်ကရ1389ခုနှစ်နေုံလာပြီနိမဟာသမယနိခရစ်နှစ်2025ခုနှစ် ဇွန်လ6ရက်နေ့နေ့လယ်တနာရီကကျင်းပပါတယ်။အဆိုပါကဏ္ဍကိုနမောတတသုံးချင်ရွတ်စုဘုရားကရော၏ကဏ္ဍကိုပွင့်လင်းခဲ့ပြီးမြတ်ပုံညာဝတ်အဖွဲ့မှနေပြမများကိုပင်ပိတ်ခဲ့ပါတယ်။တနင်္ဂနွေဝတ်အဖွဲ့မှတမ္မာတန်ဗုဒ္ဓသုံးလောကထထာမြတ်စွာဘုရားကိုပင်လျှောက်ကြပြီးတန်နာဝတ်အဖွဲ့မှအခါသာဝကနတ်စုဖြစ်ကုန်သောလက်ရတော်ယံပညာအရာဣတရေယအရှင်သာရိပုတ္တရာနှင့် လက်ဝဲတော်ယံတကိုးတော်အရာဧတရေယအရှင်မဟာမောင်ကလန်ယဟန္တာအရှင်သူမြတ်နှစ်ပါးကိုပင်လျှောက်ခဲ့ကပုံညကာရဝတ်အဖွဲ့မှကဘာကြီးဖျားရှိကိုဖြင့်ပူဇော်ကြတော်ခဲ့ကြပါသည်အိမ်နောက်မှာတော့အလေးကြတဘာပတိဦးမျိုးဝင်းကမဟာသမယခါရောနိကျင်းပရခြင်းအကြောင်းမင်္ဂလာထောပနာစကားကိုမွှတ်ကြားပါသည်ကျွန်တော်ဒီနေ့ကျင်းပတဲ့နေုံလာပြည့်နေ့မဟာသမယခါရောနိကျင်းပခြင်းရဲ့ရွေချက်ကတော့ ကျွန်တော်တို့မဟာသမယနေ့ဆိုတော့တတိယအပြင်ပြောမယ်ဆိုရင်ငင်းချိုင်းမြတ်စွာဘုရားငင်းချိုင်းတရားကိုစပြီးခေါ်တဲ့နေ့ဖြစ်လို့ကြောင့်လို့တတိယပြောမယ်ဆိုရင်ကျွန်တော်တို့ငင်းချိုင်းနေ့လို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့လက်ရှိမျက်မှောက်ခက်မှာလဲကဘာကြီးကငင်းချိုင်းကိုလူလားလျက်ရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘာကြီးဘုရားအနေနဲ့ကျွန်တော်တို့အမည်နာမကွာကဘာကြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကကဘာကြီးငင်းချမ်းဖို့ကိုရည်တံပြီးတော့မှရည်စူးပြီးတော့မှကျွန်တော်တို့ကဘာကြီးဖျားမှာရှိရဲ့ ကဘကဖွဲ့ဝင်လူကြီးများနဲ့ကျွန်တော်တို့ဝေးဖွဲ့18ဖွဲ့ကနေပြီးတော့မှဦးစီးဦးဆောင်ပြီးတော့မှကျွန်တော်တို့မဟာသမယခါတော်နေ့ကိုကျင်းပရတယ်။ကပိုင်းကြီးညောင်ဆိုပြီးတော့ကျင်းပရတယ်။ဇီဝချက်နဲ့ကျင်းပရတယ်။ကျွန်တော်တို့မဟာသမယခါတော်နေ့ဖြစ်ပေါ်လာဖို့အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပိလဝဲပြည်နဲ့ကောလီယာပြည်နှစ်ပြည်တော်နှစ်ပြည်တော်တို့ဟာသူကရောဟိနေမြေကိုကျွန်တော်တို့ခွဲဝေပြီးစိုက်ပျိုးပြီးပြီးတုံးဆွဲပြီးခွဲဝေကြခွဲဝေတုံးဆွဲကြပါတယ်။ အဲ့ဒီမှာကျွန်တော်တို့ကစုံနေုံလာလာမှာမြေရှားပါလာတဲ့ခြေကြတော့မြေကိုတူပိုင်နဲ့ကိုပိုင်နဲ့ဆိုအရင်ပွားကြရင်တနိုင်ငံနဲ့တနိုင်ငံစစ်မဲ့ဖြစ်ပွားမဲ့အခြေအနေကိုရောက်ရှိလာပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရောဟိနီမြေရဲ့တပတ်တစ်ချက်ကိုကပိလဝိပီနဲ့ကောလီယာပီကကျွန်တော်တို့မြင်းကြီးမင်းသားစစ်မဲ့ဘူပါတွေကစစ်ပီးအချမ်းရံနေဆုံးကြီးတက်လာပြီးတော့မှစစ်မဲ့ပြင်ဖို့အတွက်ကို ပฏิပကတွင်ဆောင်းနေပါလေအဲ့ချိန်မှာစေတဝန်ကျောင်းတော်မှာတရင်းဆုံးနေမြတ်စွာဘုရားတရှိသွားပြီးတော့မှရောဟိနေမြေကမ္ဘာကိုကြွလာပြီးတော့မှခေါင်းငင်ရထက်ကနေပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံရှင်ပြမဲ့မိမိမင်းသားဒီပြည်တော်ဆက်မဲ့ရဲမဲ့တွေကိုတရားဟောကြပါအဲ့ဒီကခေါ်လိုက်တဲ့အခါမှာဒီလယ်သမားတွေရောဆက်မဲ့စစ်သားတွေရောအကုန်လုံးမြတ်စွာဘုရားရဲ့တရားကိုဓာပြီးတော့မှသူတို့တောင်းခွင့်ရပြီးတော့မှအကုန်လုံးမြစ်တတရားတွေပွားလာပြီးတော့ဆက်မဲ့ဖြစ်ပဲနဲ့ဒီ ငင်းငင်းကြမ်းကြမ်းဖြစ်သွားပြီးတော့မှရေကိုလည်းအတူတူခေါ်ဝေသုံးဆွဲပြီးကျွန်တော်ငင်းငင်းနဲ့တရားတော်ပြတ်သွားပြဟောကြားတဲ့နေ့ဖြစ်လို့ဒီနေ့ကိုနေုံလာပြည့်တဲ့သို့မဟုတ်မဟာသမယခါတော်နေ့လို့ဆိုပြီးတော့ပေါ်ထွန်းလာခြင်းဖြစ်ပါတယ်ယရနာဂုံယူဖို့အဖွဲ့ကမဟာသမယတုံအမွန်ကိုရွတ်ဆိုပူဇော်ခဲ့ကြပြီးတုတ်ဓာဝါဒမြမကြီးလေးဦးလျှောက်ထားတဲ့လေးခါရာကိုစေရနာဝတ်အဖွဲ့နဲ့ဓမ္မရောင်ကြီးဝတ်အဖွဲ့တို့ကရွတ်ဆိုခဲ့ကြပါတယ် ဆက်လက်ပြီးမဟာသမယတုပ်ပါဠိတော်ကိုစူပေါင်းရွတ်ဆိုခဲ့ကြကာဝိတာကဝတ်အဖွဲ့မှမြစ်တာပူအမြပေးဝေခဲ့ပြီးမဟာမြိုင်ဝတ်အဖွဲ့မှစူတောင်းကနတ်ပြမများပြန်ပူကြပါတယ်အဲဒီနောက်မှာတော့စူတောင်းပထနာမြစ်တာပူကဗျာများကိုရွတ်ဆိုစူတောင်းကြပြီးဗုဒ္ဓသာသနာစီရင်တိတ်တူသုံးချင်ရွတ်ဆိုစူတောင်းပြီးမဟာသမယတုပ်မင်္ဂလာခန်းနာကို အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရှိရပါတယ်ရှင်